ကဘာလုံးဆိုင်ရာကုန်သွယ်ရေးစစ်ပွဲအရှိန်ပြင်းထန်လာတာကြောင့်ဂျပန်ရဲ့ရန်ငွေတန်ဖိုးရွှေဈေးနဲ့အစိုးရငွေတိုက်စာချုပ်ဈေးနှုန်းတွေမြင့်တက်လာကြောင်းနေကိအရှာကဖော်ပြခဲ့ပါတယ်။ အမေရိကန်ရဲ့ကုန်တယ်ခွန်တွေကောက်ခံမှုကစတင်ဖြစ်ပွားလာခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲကြောင့်ဈေးကွက်မတိမငြိမ်ဖြစ်လာချိန်မှာယင်းဤမြုံနယ်သူတွေဟာရွှေနဲ့ငွေတိုက်စာချုပ်လိုအာမခံချက်ရှိတဲ့အရာတွေကိုဝယ်ယူစုဆောင်ဖို့ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။တရုတ်ကုန်စီတွေအပေါ်အခွန်၁၀၄ရာခိုင်နှုန်းကောက်ခံမှုအပါအဝင်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အပြန်အလှန်ကုန်သွယ်ခွန်ကောက်ခံမှုတွေကြောင့် AP9 ရဲ့မှာဂျပန်ရဲ့ Nikkei Stock Share ဈေးကွက်ဟာ900ခိုင်နှုန်းကျဆင်းသွားခဲ့ပါတယ်။ လက်ရှိမှာဂျပန်နိုင်ငံမှာရှိတဲ့ယင်းနီးမြုံနယ်သူတွေကဒေါ်လာတွေကိုထုတ်ယောင်းပြီးရန်ငွေတွေကိုဝယ်ယူနေတာကြောင့်ရန်ငွေတန်ဖိုးမြင့်တက်နေပါလေဂျပန်နိုင်ငံကခိုင်မာတဲ့ကုန်သွယ်ရေးပုံငွေပြမှုငွေကြေးဖောင်းပွမှုနယ်ပါခြင်းနိုင်ငံရေးတည်ငြိမ်ခြင်းတို့ကြောင့်ယင်းနီးမြုံနယ်သူတွေဟာဆုံးရှုံးနေတာမှုတွေကိုတတ်တာစီဖို့ရန်ငွေတွေကိုဝယ်ယူနေကြတာဖြစ်တယ်လို့ကျွမ်းကျင်သူတွေကတုံ့တက်ခဲ့ပါတယ်ဥပမာပြရမယ်ဆိုရင်အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားခဲ့တဲ့2018ခုနှစ်နဲ့2019ခုနှစ်တွေအတွင်းငွေလဲနှုန်းဟာဒေါ်လာကို114ယန်မှ105ယန်အထိရောကျသွားခဲ့ကရန်ငွေတန်ဖိုးမြင့်တက်ခဲ့ပါတယ်အဲ့ဒီအပြင် င်ဂျပန်စင်ကာပူနဲ့တောင်ကိုရီးယားအပါအဝင်စီးပွားရေးတည်ငြိမ်မှုရှိတဲ့အာရှနိုင်ငံတွေမှာငွေတိုက်စာချုပ်တွေကဆုံးရှုံးနေတာမဲ့ NDA တွေနေပါတာကြောင့်ငွေတိုက်စာချုပ်တွေဝယ်ယူဖို့ရင်းနှီးမြှုပ်နှံသူတွေကစိတ်ဝင်စားလာကြတာပါငွေကြေးဖောင်းပွားမှုကုန်တွေစစ်ပွဲနဲ့ stock share ဈေးကွက်တွေပြိုလဲမဲ့အခြေအနေကိုစိုးရိမ်တဲ့ရင်းနှီးမြှုပ်နှံသူတွေအတွက်ရွှေတွေဝယ်ယူစုဆောင်းတာကလည်းအကောင်းဆုံးရွေးချယ်မှုတွေထဲမှာပါဝင်နေတာပါဥပမာပြရမယ်ဆိုရင်2018ခုနှစ်ကရွှေဈေးဟာတအောင်စကိုဒေါ်လာ1100ရှိခဲ့ရမှာ2019ခုနှစ်နှစ်လယ်ပိုင်းမှာရွှေတအောင်စကိုဒေါ်လာ1500အထိမြင့်တက်ခဲ့ပါတယ်